ဖောဖမားလုံးမင်္ဂလာပါ clock corner နေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတစ်ပတ်တနင်္ဂနွေနေ့မှာဆိုရင်တော့လေပါဦးနဲ့ကျွန်တော်တို့အဲဝဟန်တင်းတို့ရဲ့ကျွန်တော်တို့ရှင်ပြန်သွားကြမယ်ပြင်းပြလေးပွဲစဉ်73မှာတော့ကျွန်တော်တို့တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းနေပါအထူးဖြင့်ကျွန်တော်တို့အဲပုံစံကောင်းနေတော်တော်လေးမှပြည့်စင်ယူရင်းနေတယ်လေပါဦးတင်းနဲ့တစ်ဖက်ကကျွန်တော်တို့ဝဟန်တင်းကလည်းတော်တော်လေးမှအခြေအနေကောင်းနေတဲ့ပွဲစဉ်တစ်ပွဲလေးရှိပါတယ်โอเคဗီဒီယိုလေးမှတ်ခင်ကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုတွေနဲ့ line subscribe လုပ်ကတည်း line subscribe လုပ်လို့ပြီးကိုကြီးပြီးတော့လို့ရပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစားကြည့်ကြောက်ရေဦးဆုံးနေလဲကျွန်တော်ဒီနှစ်သိန်းမှာတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရှင်ဖြစ်တဲ့ဝဟန်အတင်းကတော့တော်တော်လေးမှကျွန်တော်လေးတာနေတာတွေ့ရပါတယ်နောက်ဆုံးမှဆိုရင်တို့ရဲ့အိမ်ခွင်းမှာပဲကျွန်တော်တို့နိုင်ဝဲတွေကိုတောက်လျှောက်ဆက်ထားတယ်လို့ပြောလို့ရတယ်ကျွန်တော်အဲ Newcastle ကိုလည်းတို့အနေနဲ့3-1ဆိုပြီးတော့နိုင်ထားလို့ဘန်လီကိုလည်းသူ့ရဲ့အိမ်ခွင်းမှာပဲ3-2ဆိုပြီးတော့နိုင်ထားတဲ့အတွက်ကြောင့်ဝဟန်မှာသွားရောက်ရှင်မြိုင်မဲ့လေဘောက်အတင်းနေတဲ့တော့ ဒီတစ်ခါထပ်ပြီးတော့ကျွန်တော်တို့ခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်။ငါဘာလို့တဲ့နေလဲကျွန်တော်နောက်ဆုံးပွဲတွေမှာဆိုရင်တော့ပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးဥမှာကျွန်တော်တို့အခြေအနေဆိုးဝါးလွန်းနေတဲ့အပုံစံမျိုးတွေပြသထားတယ်အထူးသဖြင့်ကျွန်တော်နောက်ဆုံးရှင်မြန်တဲ့၃ပွဲမှာဆိုရင်လမောက်ဦးတောင်းနေတင်းနေတော့ကျွန်တော်တို့အ16ထိတောင်မှပေးထားရတဲ့ကျွန်တော်နောက်တန်းမူဟိုကြည့်မယ်ဆိုလို့ရှင်တော့တော်တော်လေးဥမှာအခြေအနေဆိုးတယ်လို့ပြောလို့ရတယ်တစ်ဖက်ကကျွန်တော်တို့အဲ ဝဟဝဟလည်းသူ့ရဲ့အင်္ဂမတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့အဲတိုက်စစ်အစုဖွဲ့တွေနဲ့ပြီးလို့ဆိုရင်တော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော်တို့ကိုယ်လေနောက်တန်းနေတဲ့ပုံစံမျိုးတွေမှာဆိုရင်တော့လီဘာပူးသင်းတွားရောက်ရှင်မြန်မဲ့ပွဲမှာတော့ထပ်ပြီးတော့ခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်။လီဘာပူးသင်းရဲ့ကျွန်တော်နီးပြအာနေဆော့တော့ကျွန်တော်ဘုတ်ဖွဲ့ဝင်နေတဲ့ကျွန်တော်တို့အထက်ကျွန်တော်လူကြီးတွေအနေနဲ့ကတော့အဲ sorry အာနေဆော့ကိုထပ်ပြီးတော့ကျွန်တော် challenge နေပါတယ်ထပ်ပြီးတော့ပေးထားတယ်လို့ပုံစံမျိုးဖြစ်တယ်။အဲနောက်တဲ့ကျွန်တော်တို့ဒီရှင်မြန်မဲ့ပြင်းပြလေးပွဲစဉ်နှစ်ပွဲမှာဆိုရင်တော့ အဲလီဘာဦးတင်နေတဲ့နိုင်ပွဲကျွန်တော်6မှတ်ထိကိုပြန်လဲရယူပေးနိုင်မှာအဆင်ပြေမဲ့ပွဲတွေဖြစ်တယ်ဒါမှမဟုတ်တခါရှင်ပြိုင်မဲ့ပွဲမှာဆိုရင်တော့ပုံစံကောင်းနေပြတ်တထားနိုင်တဲ့ဟိုဟိုင်းအင်္ဂမတောက်ရောက်ရှင်ပြိုင်မဲ့ပွဲတွေပဲဖြစ်တဲ့အတွက်ကြောင့်လီဘာဦးတင်ကတော့ကတော့တော်တော်လေးမှမလွယ်ကူဘူးလို့တော့ကျွန်တော်မြင်တယ်နောက်ဆုံးရှင်ပြိုင်ထားတဲ့ပွဲတွေမှာဆိုရင်လီဘာဦးတင်နဲ့ဂိုးပြတ်တွေပဲရှုံးနေထားတယ်လို့တစ်ဖက်ကကျွန်တော်တို့ ဝဟဝဟတော့ကျွန်တော်တို့သူတို့အနေနဲ့အဲဂိုးပြတ်တီးပဲတွင်းထားတဲ့ပွဲတွေအဲရှိတယ်ဗျအထူးသဖြင့်သူတို့အနေနဲ့နှစ်ဂိုးထက်တီးပဲကိုကျွန်တော်အဲတွင်းထားတဲ့ပွဲတွေရှိတဲ့အတွက်ကြောင့်လီဗာပူးသင်းတက်ကတော့တော်တော်လေးမှအဲနောက်တန်းကိုတော်တော်လေးမှအချစ်ချစ်လေးလေးဆော့မဲ့ပုံစံမျိုးတွေရှိရတယ်ဝဟလည်းသူ့ရဲ့အိမ်ကမှတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြတ်တာထားနိုင်တဲ့အတွက်ကြောင့်လီဗာပူးသင်းရဲ့ဒီတစ်ခါရင်ဆိုင်မဲ့ကျွန်တော်ပြမြလေးပွဲစဉ်73ပါဆိုဘာလို့ဘာလို့ကျွန်တော်တို့လုတ်ပြနိုင်မလဲဆိုတာတော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီနှစ်သင်းရဲ့ကျွန်တော်တို့ နောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲနောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲမှာကျွန်တော်ခုနပြောခဲ့လို့ပဲဝဟန်သင်းနေရတော့ကျွန်တော်တို့အဲနှစ်ပွဲနိုင်ထားပြီးတော့ကျွန်တော်နှစ်ပွဲရှုံထားပြီးတော့တပွဲတည်ကြထားတယ်နောက်ဆုံးရှင်းမဲ့ထားတဲ့ကျွန်တော်တို့ပြည်မြလေးပွဲစဉ်မှာဆိုရင်တော့ဘုံမောက်သင်းကိုသူ့အဝေးကမှတောင်းရှင်းမဲ့နေပွဲမှာတော့သူတို့အနေနဲ့တူးတူးဆိုပြီးတော့တည်ကြထားလို့သူတို့ရဲ့အိမ်ကွင်းမှာပဲကျွန်တော်တို့ဘန်လီကို3-2ပြီးလို့ဆိုရင်နယူကာဆယ်ကိုကျွန်တော်တို့ 31ဆိုပြီးတော့ကျွန်တော်တို့နိုင်ပွဲတွေဆက်ဆက်ထားတဲ့အတွက်ကြောင့်လဘောက်သင်းနေနဲ့တော်တော်လေးမှခက်ခဲမဲ့လို့တော့မြင်တယ်လဘောက်သင်းနေနဲ့ကျွန်တော်တို့နောက်ဆုံးရှင်မြန်ထားတဲ့၅ပွဲမှာပြန်ကြည့်မယ်ဆိုရင်လဘောက်သင်းနေနဲ့ကျွန်တော်တို့ချက်မြန်လေးတပွဲနဲ့ကျွန်တော်အဲပြင်းပြင်းလေးတပွဲပဲနိုင်ထားတော့တွေ့ရပြီးတော့ကျွန်တော်နောက်ဆုံးရှင်မြန်ထား၃ပွဲမှာဆိုရင်တော့၃ပွဲသလုံးကိုကျွန်တော်ဂိုးပြတ်ရှုံးနေထားပြီးတော့နောက်တက်လည်းကျွန်တော်တို့အဲ၁၀ဂိုးထိတော့မှပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့အဲဂိုးမှလည်းတွားပြကြည့်မယ်ဆိုလို့ရှိရင် -2 ပါးထွက်နေတဲ့အတွက်ကြောင့်လဘောက်သင်းနေနဲ့ကျွန်တော်မနစ်ကရာသီချက်မြန်လေး ကျွန်တော်တို့ချန်ပီယံဘွဲ့ကိုတော့မှဒီနှစ်မှာအားမနာတော်တော်လေးမှကျွန်တော်တို့အရှုံးတွေများနေတယ်လို့ပြောလို့ရတယ်။အဲပေးလိုက်ရတဲ့ဂိုးတွေဆိုလို့ဆိုရင်နောက်တိုက်အမားတွေကွင်းလေရဲ့ကျွန်တော်တို့ဘောလုံးတွေဖျက်ထုတ်မှုမတည်တတ်တဲ့ပုံစံတွေကနေပြီးတော့လပောက်အသင်းပေးလိုက်ကြတဲ့ဂိုးတွေအတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ရှင်းပြမယ်။ပြင်းပြလေးဘွဲ့တင်ဆက်သုံးမှဆိုရင်တော့အဝေးခွေးမှာထပ်ပြီးတော့ကျွန်တော်တို့အဲအမှတ်တွေဆုံးရှုံးအောင်မလားဆိုတော့တော်တော်လေးကိုမှကျွန်တော်တို့အဲစိတ်လို့ရှားစရာကောင်းတယ်။အများကြီးတော့တိုက်ပြီးတော့ကျွန်တော်ဒီဘွဲ့မှာမျောလင်းထားတာကောင်းတယ်လို့တော့ အဲကျွန်တော်ကတော့မြင်တယ်လေဘောက်ပြိဿတ်တွေနဲ့အဝေးကမှတောင်းရဲရှင်ပြပဲပွဲမှာတော့ဝဟန်လည်းတော်တော်လေးမှခြေစွမ်းတွေပြတ်တထားနေတဲ့ကြောင့်ဒီနေ့တည်းကစုံတွင်းမှုကတော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ်။ Okay အဲဆိုကျွန်တော်ဒီနေ့တည်းကကျွန်တော်စုံတွင်းမှုဒီနေ့တည်းကကျွန်တော်ဟတ်တူဟတ်ထိတ်တိုက်တွေ့စုံမှာတော့ကျွန်တော်တို့ဝဟန်တင်းနေနေတော့6ကြိမ်နိုင်ထားပြီးတော့9ကြိမ်တည်ကြထားတယ်ကျွန်တော်တို့လေဘောက်တင်းနေနေတော့20ကြိမ်အထိကိုနိုင်ပွဲပုံဖော်ထားတာကိုကျွန်တော်တွေ့ရမယ်။ ဝါဟာတင်းနဲ့လူပေါဦးရဲ့ကိုတော့သူတို့ရဲ့အိမ်ဝင်းမှာပဲအဲနောက်ဆုံးနိုင်ရရှိထားတာကတော့ကျွန်တော်2021တောင်းမှာဖြစ်ပြီးတော့3ဂျူးနဲ့နိုင်ရရှိထားပြီးတော့နောက်ပိုင်းနှစ်တိမ်မှာဆိုရင်တော့လူပေါဦးကတော့သူတို့ရဲ့အိမ်ဝင်းမှာတစ်ခါမှကျွန်တော်နိုင်ထားခြင်းမရှိတယ်လူပေါဦးရဲ့ကျွန်တော်ဒီတစ်ခါပုံစံကောင်းနေပြတ်ပြီး အဲပုံတော်ကောင်းတွေမပြတ်တတ်ထားနိုင်တဲ့အချိန်မှာတော့ကျွန်တော်တို့ဝဟန်းအစ်နေတယ်သူတို့ရဲ့အိမ်မှာလေဘဝူးတင်းကိုနိုင်ပွဲတွေကိုပြန်လဲပုံဖော်သွားနိုင်မှာဆိုတော့တော့တော်တော်လေးမှစိတ်ဝင်စားတဲ့ပို့ကောင်းတယ်သူတို့ရဲ့တိုက်ဆက်ကလည်းတော်တော်လေးမှအလုတ်ဖြစ်တယ်လို့ကွင်းလင်အားကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ပါကွီတာတို့ပြီးလို့ရှိရင်ပေါ်တိုဖာနန်ဒက်တို့ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြတ်တတ်ထားနိုင်တဲ့အတွက်ကြောင့်လေဘဝူးရဲ့ကျွန်တော်ဒီတစ်ခါကျွန်တော်တို့အဲပြည်မြလေးပွဲစဉ်73ကတော့တော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့မြင်မြင်မိတယ် ထပ်ပြီးတော့ဂုံးမပြတ်ဖို့ပဲကိုယ်တွေတင်းရတော့ဆူတောင်းနေရမယ့်ပုံစံမျိုးလေးတွေတော့မြင်တယ်။ငွေရဆိုရင်ကျွန်တော်ဒီနှစ်သိန်းရဲ့ခမန်းလိုင်းနဲ့လေးကိုသွားလိုက်ကြအောင်။ရုံးဆုံးအနေနဲ့ကျွန်တော်တို့အဲဝဟန်းသိန်းကိုရင်ပြောပါမယ်။ဝဟန်းဝမ်းတော့တို့ရရှင်းပါလေဒီနေ့ပုံမှာတော့ဂျားရဲ့ထဲမှာကျွန်တော်တို့ဘာပွဲမှမကန်ထားရတော့ကြောင်းလဘဦးထက်စားလို့ဆိုရင်တို့အနေနဲ့ပို့ပြီးတော့အလေးတာတွေနဲ့လို့ကျွန်တော်တော့မြင်တယ်။သူတို့ကိုယ်သမားနေရာမှာတော့ကျတော့ Ario ပဲပွက်ထလာပြီးတော့နောက်တန်းလေးရောက်နေရာမှာဆိုကျွန်တော်တို့ဒီယုတ်ပြီးလို့ဆိုရင်ကျွန်တော်တို့ တိုဘီဒိုနောက်တစ်ယောက်ကတော့ကျွန်တော်ကီမန်နဲ့ကျွန်တော်အဲမန်ချက်တာစီးရဲ့မန်ချက်တာယူနိုက်တက်ရဲ့ကျွန်တော်ကစားသမားဟန်ဖြစ်တဲ့ဝမ်ဘီဆာကာတို့ပဲဒီနေ့ပေါ်မှာတော့ပွတ်ထလာမယ်ကွင်းလန်မှာဆိုရင်တော့ကျွန်တော်ခုနပြောတဲ့ကွင်းလန်ကစားသမားဖြစ်တဲ့ကျွန်တော်ပကွီတာပြီးလို့ဆိုရင်ပွတ်နဲ့ဖာနန်တက်တို့ပဲပွတ်ထလာပြီးတော့တို့ရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ဂျာရက်ဘိုဝင်တို့ရှိမယ်ပြီးလို့ဆိုရင်ဝီစင်တို့ပြီးလို့ဆိုရင်ဆန်ပါရီတို့ပဲပွတ်ထလာပြီးတော့လပတ်ဝူတို့အိမ်မှာထပ်ပြီးတော့တို့တို့ဒုက္ခပေးနိုင်မယ်လို့တော့ကျွန်တော်အမြင်နဲ့လပတ်ဝူတင်းနေလဲကျွန်တော်တို့အဲပွဲတိုင်းလို့တော်တော်လေးဟိုမှာနောက်တန်းနေရ အခုတွေမများဆဆပြန်ပြီးတော့ပေးရပြီးတော့တိုက်ဆက်ကကျွန်တော်တွင်းဖို့တောင်မှထပ်ပြီးတော့မမတွင်းနိုင်တဲ့ခြေနေမျိုးကျွန်တော်နောက်ဆုံးချိန်မှတော့တော်ဆုံးမဝင်အောင်ဆိုလို့ရှိရင်ဆက်ကိုပေးရပြီးတော့လဘောက်တင်းတကိုးပဲပြန်လဲတွင်းထားနိုင်တာလည်းတော်တော်လေးမှကျွန်တော်စိုးရင်ရတဲ့ခြေနေမျိုးတွေအမြင်နဲ့အဲကစားသမားတွေအနေနဲ့လည်းအပြောင်းလဲတွေတော်တော်လေးမှလှုပ်ထားပြီးတော့ကျွန်တော်နောက်ဆုံးချိန်မှတော့ပွဲတိုင်းလိုလိုဆိုရင်တော့တကိုးပဲတွင်းနိုင်ထားတာက အဲတော်တော်လေးဥမာကျွန်တော်မြင်ရဆိုရင်တော့စိုးရင်ရတယ်လို့တော့မြင်တယ်လီဗာပူးအသင်းနဲ့ဒီလာမဲ့ပွဲတွေနိုင်မှာဆိုရင်တော့အနိုင်သုံးမှတ်ကိုပြန်လဲယူသွားဖို့လိုအပ်တယ်လို့တော့မြင်တယ်โอเคအဲဆိုရင်ကျွန်တော်တို့လီဗာပူးရကျွန်တော်ခံမှန်းလိုက်နေလေလီဗာပူးရဲ့လိုင်းနံမှာတော့သူတို့အဲအလီဆန်ဘက်ကတော့ပြန်လဲပွဲထွက်လာမယ်လို့တော့မြင်ပြီးတော့ကျွန်တော်တို့နောက်တန်းလေးယောက်နေရာမှာဆိုလို့ဆိုရင်ကိုနန်ဒေးတို့ဘာဂျာမန်နိုက်တို့ကပွဲထွက်မလာမယ် လက်ဘက်မှာတော့ကျွန်တော်တို့ကွန်နာဘလေတို့ပြီးလို့ဆိုရင် frame mount တို့ကပြန်လဲမကောင်းနိုင်သေးတဲ့အတွက်ကြောင့်ဒီနေ့ဘက်မှာတော့အဲ cutting ဂျုံမဲ့ပြန်လဲပွက်ထလာမယ်လို့တော့မြင်ပြီးတော့တစ်ဖက်ကမှာဆိုရင်တော့မီလိုကတ်ကတ်တဲ့ဆိုင်တော့ဒီနေ့ဘက်မှာ Robertson ကိုအဲတုံးနိုင်ကြီးပို့ပြီးတော့များတယ်လို့တော့ကျွန်တော်မြင်တယ်။ကွင်းလဲတုံးရောက်နေမှာဆိုရင်တော့ McClissa, Graham Bell, Sobo တို့ပဲဒီဘွဲစုဖွဲ့ပဲပြန်ထွက်လာမယ်။ဒီနေ့ဘက်မှာတော့ကျွန်တော် Florian Witt အနေနဲ့အဲတောက်ကြနေရတဲ့ကျွန်တော်တို့အဲလေ့ကျင့်ခန်းအစီအစဉ်မှာတော့ ပြန်လဲပေါင်းဝင်လာနိုင်ရင်းကိုကျွန်တော်တို့တွေ့ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဒုတိယပိုင်းမှာတော့လူစားပြောင်းလဲတွေလုပ်ပြီးတော့သူ့အနေနဲ့ပြန်လဲပွဲထက်ပေါင်းဝင်လာနိုင်မယ်လို့တော့မြင်တယ်အဲတိုက်ဆက်နေရမှာဆိုလို့ရှိရင်တော့တစ်ဖက်ကတော့ကျွန်တော်တို့အဲအဓိကကစားသမားဖြစ်တဲ့မိုဟာမက်ဆာလာနဲ့ကိုရီကပူပဲတုံးပြီးတော့ကျွန်တော်တို့အဓိကတိုက်ဆက်ပူးနေရမှာဆိုရင်တော့အိဆက်ကိုဒီနေ့ပွဲမှာတော့ပွဲထုတ်သွားမယ်လို့တော့မြင်တယ်အိဆက်အနေနဲ့ရတယ်ကျွန်တော်တို့ခြေပွဲတွေမှာကျွန်တော်လူစားဝင်ကစားသမားတွေနဲ့အတုံးပြုပြီးတော့ဒီတစ်ပတ်မှာဆိုရင်တော့ကျွန်တော်တို့အဲ EKDK ကတော့ကျွန်တော်ရှေ့ပွဲမှာ တရားနဲ့ငယ်ကျွန်တော်ရသွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူအနေနဲ့လူစားဝင်ကစားသမားပဲပြန်လဲပါဝင်လာနိုင်မယ်လို့ကျွန်တော်တော့မြင်တယ်။ ISET နေနဲ့တော့ဒီနေ့ပွဲမှာတော့ပွဲဥထအနေနဲ့ပြန်လဲပါဝင်လို့ ISET နေစီကနေတော့ကျွန်တော်တို့ twin code တွေတော်တော်လေးမှမျောလင့်ထားတဲ့ ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်အစ်ဆက်နေနဲ့ကျွန်တော်တို့ twin goal တွေကိုလိုပါဘူးအတင်းအတွက် twin ပေးဖို့လိုအပ်နေပြီလို့တော့မြင်တယ်ဒါတင်းလုံးတိုင်းနိုင်ရဆိုလို့ဆိုရင်တော့တော်တော်လေးမှကျွန်တော်ပုံစံကောင်းနေမှာပြသထားနိုင်တဲ့အတွက်ကြောင့်အစ်စ်ဝင်လာတဲ့ကစားသမားတွေဆိုတော့ပို့ပြီးတော့စိုးသွားတယ်လို့တော့မြင်တယ်တင်းလုံးမှဆိုလို့ဆိုရင်တော့ကစားသမားကစားပုံတွေရောပြီးလို့ဆိုရင်တော့ကျွန်တော်တို့အချိတ်ချက်မရှိမှုတွေကကစားသမားအစ်စ်တွေကိုတော့ပို့ပြီးတော့ကျွန်တော်တို့ အဲပုံစံကောင်းမပြတ်တာထားနိုင်တဲ့ပုံစံမျိုးပုံရိုးဖြစ်သွားတယ်အထူးသဖြင့်ကျွန်တော် frame mount ဆိုလို့ဆိုရင်လည်းကျွန်တော်ပွဲကစားခွင့်ရတိတ်ပြီးတော့မရခဲ့သလိုအဲတစ်ဖက်ကကျွန်တော်မီလိုကကအနေနဲ့လည်းကျွန်တော်အဲသူ့ရဲ့အသိဟောင်းမှာတော့တော်တော်လေးမှကျွန်တော်ပုံစံကောင်းနေပြတ်တာထားနိုင်မိတယ်ဒီဘောက်အသိရောက်လို့ဆိုလို့ဆိုရင်တော့ကျွန်တော်ဒီအချင်းနေဆိုးရွားလုံးတဲ့ပွဲတွေကပို့ပြီးတော့များနေတယ်လို့မြင်တယ်ကိုယ်လည်းကစားသမားဖြစ်တဲ့ Florian ဝက်ကလည်းအဲလီဗာကူစင်မှာတော့တော်တော်လေးမှခြေစွမ်းကောင်းနေပြတ်တာထားနိုင်လို့ကျွန်တော်တို့ဂျာမနီလက်ရေးစင်မှာလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြတ်တာတယ် ထနိုင်မှာဒါပေမဲ့လီဗာပူးအသင်းမှာဆိုရင်တော့အဲတနင်္လာမှာတော့တော်တော်လေးမှဒုက္ခရောက်နေတဲ့အချိန်မှာသူ့အနေနဲ့ဘလို့မှတယောက်တည်းခြုံပြီးတော့အဲပုံစံကောင်းနေမပြတာထနိုင်လို့တိုက်စစ်တော့ကစားသမားဖြစ်တဲ့အိဆက်အနေနဲ့လည်းဒယန်ပြဿနာတွေပြီးလို့ဆိုရင်ကျွန်တော်တို့အဲပွဲမကစားထားတဲ့ပုံစံမျိုးတွေရှိတဲ့အတွက်ကြောင့်ထင်သလောက်အလုံးမဖြစ်ခဲ့ပဲနဲ့သူ့အနေနဲ့ဆိုလို့ဆိုရင်ကျွန်တော်တို့အဲ ကတော့ကတ်မှာကျွန်တော်တို့အဲဆောက်တာတွင်းထားတဲ့တွင်းကိုတကိုးပဲလီဗာပူးကိုရောက်တရတွင်းနိုင်သေးတာပဲ EKDK ကတော့ကျွန်တော်တို့တိုက်စစ်ကစားသမားတွေမှာတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသထားရနိုင်ပြီးတော့သူစီကနေပြီးတော့ကျွန်တော်တွင်းကိုတွေကိုတော်တော်လေးများပြားတွင်းထားတာတွေ့ရတယ် ဒီတသိန်းလုံးမှပြန်ပြီးတော့ခြုံငုံကြည့်လိုက်မယ်ဆိုလို့ရင်ဘာလို့တသိန်းလုံးမှဆိုလို့ဆိုရင်တော့အဲဆိုဖို့တယောက်ကလွယ်ပြီးတော့ကျန်တဲ့ကစားသမားတွေကဒီနှစ်ပြင်းများလေးရာဒီမှာတတော်လေးမှညံဖင်းခဲ့တယ်လို့တော့မြင်တယ်ဆိုဖို့တယောက်ပဲတတော်လေးမှတော်တော်တော်တိုင်လိုက်စားပြီးတော့နိုင်လို့စိုက်ဆိုဖို့လို့ slice စီရာတယောက်ပဲမြင်တွေ့ရပြီးတော့ကျန်တဲ့အသင်းကစားသမားတွေကလုံးဝကိုနိုင်လို့စိုက်တော့မရှိတဲ့ပုံစံမျိုးလေးကိုရှိရမယ် ကျွန်တော်ပြန်ပြီးတော့အဲပြန်လဲပွဲတိုင်းလို့ပြန်ကြည့်မယ်ဆိုလို့ဆိုရင်စူပိုစလိုက်ဆိုလို့ဆိုရင်အဲဆိုအဲ7 point အဲ7 point အထက်တည်းကြီးပဲသူ့အနေနဲ့ခြေစွမ်းကောင်းနေပြသထားနိုင်တော့စူပိုစလိုက်ရဲ့ကျွန်တော်တို့ခြေစွမ်းမပြနိုင်တဲ့ပွဲကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ဆိုရင်တပွဲမှမရှိထားနိုင်တဲ့တွေ့ရတဲ့အကြောင်းစူပိုစလိုက်အနေနဲ့လေပေါ်ဦးမှာတော်တော်လေးဦးမှာကျွန်တော်တို့အဲကစားတော်တော်လေးမှကောင်းမွန်သလိုကျွန်တော်ပွဲတိုင်းလို့သူ့စီရနေပြီးတော့ကျွန်တော်တို့အကောင်းဆုံးပုံစံတွေကိုပြသထားနိုင်တယ်လို့ပြောလို့ရတယ်။ကိုယ်လည်းပဲ ကစားကစားပြီးလို့ဆိုရင်လက်ဘက်ကို right back ကိုပြန်လဲကစားကစားဆိုစလိုင်းနေတဲ့တော်တော်လေးမှကျွန်တော်တို့ကြာရနေရနေတဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြသထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်တို့အဝေးကတောက်ရောက်ရှင်မြန်မဲ့ပွဲမှာပဲ super slice စီကနေတော့ကျွန်တော်တို့ဘာဒီမျောလင်းလို့ရနိုင်တယ် super slice စီကပဲကျွန်တော်တို့အများကြီးမျောလင်းလို့ရပြီးတော့ကျန်တဲ့ကစားသမားတွေစီကတိတ်ပြီးတော့မျောလင်းလို့မရထားတဲ့အခြေအနေမျိုးမှာတော့ဒီဝက်ပြီးရင်ကျွန်တော်မိုဟာမက်ဆာလာတို့ကိုလည်းအာဖရိကပွဲတွေပြန်လဲလှောက်ရမယ်အတွက်ကြောင့် KSR တို့အနေနဲ့ပြန်လဲကျွန်တော်တို့ ပွဲတွေပါထွက်လာမဲ့ပုံစံမျိုးရှိတဲ့တော့ကြောင့် KSA တို့ပြန်ပြီးတော့ကျွန်တော်တို့အဲခြေစွန်းနေပြတာထားမဲ့အချိန်ရောက်ပြီလို့တော့ကြောင်းမင်းနဲ့အာနိပြအနေနဲ့ကျွန်တော်မိုဟာမက်ဆာလာတပွဲလုံးတိုင်းတာရတော်တော်လေးမှကျွန်တော်ခြေစွန်းမပြထားထားနိုင်တဲ့ပုံစံမျိုးတွေမှာဘာလို့လူစားမလဲခဲ့တာလဲဆိုတော့မေးခွန်းထုတ်စီရပဲကျွန်တော်မိုဟာမက်ဆာလာအနေနဲ့ကျွန်တော်တို့ ဘလို့မှအဆင်မပြေတော့တဲ့ပုံစံမျိုးမှာနိပြအနေနဲ့တပွဲလုံးတော့အတိုင်းတာအထိကိုတုံသွားတာတော့နိပြတော့ကတော့တော်တော်လေးမှမေကွန်းထုတ်ကြရဖြစ်ပြီးတော့ဒီနေ့ပွဲမှာတော့ကျွန်တော်နိုင်ပွဲကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ဒါမှလည်းကျွန်တော်တွေ့ရမဲ့အသင်းကလည်းဝဟန်အသင်းဖြစ်နေတဲ့အတွက်ကြောင့်ထပ်ပြီးတော့ကျွန်တော်ခက်ခဲမဲ့ပွဲတစ်ပွဲလာတော့မြင်တွေ့ရတယ်ထပ်ပြီးတော့ဂိုးမပြတ်သွားစေနဲ့ပဲဆူတောင်းရမယ်လို့တော့ ထင်းနေညီကိုနေနေရောဒီညချိန်မှညမယ်ကျွန်တော်တို့ဝဟန်တဲ့လေဘာဘူးတို့အတင်းကိုဘယ်လိုမြင်ရလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကူတယောက်ချင်းတဲ့တိုင်းကိုကျေးဇူးများကြပါတယ်အဲဒီညမှာတော့ကျွန်တော်ဝဟန်တဲ့လေဘာဘူးတို့အတင်းကိုတော့ YouTube မှာ live လေးရှိတဲ့အတွက်ကြောင့်လာရောက်ကြည့်ရှုနိုင်ပါတယ်ဒီကနေရာနေတော့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးများကြပါတယ်